်မင်္ဂလာပါရှင်ကျမတို့သတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြဝတီမြို့နယ် KK ဘတ်တွင်ယနေ့ညနေပိုင်းပောက်ကွဲမှုထပ်မံဖြစ်ပွားပြီး BGF ကရှင်းလင်းရေးလုပ်ငန်းကိုအရှိန်မြှင့်လှောက်ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကရင်ပြည်နယ်မြဝတီမြို့နယ် KK ဘတ်တွင်ယနေ့ညနေပိုင်းပောက်ကွဲမှုထပ်မံဖြစ်ပွားပြီး BGF ကရှင်းလင်းရေးလုပ်ငန်းကိုအရှိန်မြှင့်လှောက်ဆောင်နေကြောင်းနေဆက်ဒေသတရင်ရင်းမြစ်များကသတင်းဌာနကိုပြောကြားပါရစေ ယနေ့အော်တိုဘာလ28ရက်နေ့ညနေ9နာရီကျော်ခန့်တွင် KK ဘတ်အတွင်ပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီးမိဂိုလုံးများထွက်ပေါ်လာသည်ကိုထိုင်းဘတ်ချမ်းမှမြင်နေရကြောင်းအလားတူယနေ့နနက်10နာရီခန့်ကလည်း VGF က KK ဘတ်အတွင်ပောက်ခွဲခဲ့သောကြောင့်ဘုံအစားနာများနှင့်အစိပ်ပိုင်းများသည်ထိုင်းနိုင်ငံဘက်အချမ်းရှိနေအိမ်များပေါ်သို့ကျရောက်ခဲ့ကြောင်းသိရပါသည်။ VGF သည် KK ဘတ်အတွင်ရှင်းလင်းရေးလုပ်ငန်းကိုအော်တိုဘာ24ရက်မှစတင်ပြီးအော်တိုဘာ28ရက်နေ့အထိနေ့စဉ်ဆက်တိုက်ပောက်ခွဲရှင်းလင်းနေခြင်းဖြစ်ပြီး ယနေ့တွင်ရှင်းလင်းမှုလုပ်ငန်းကိုအရှိန်မြှင့်လှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီနေ့ကတော့နနက်ပိုင်းကညနေပိုင်းကဇက်တိုက်ကိုဖောက်ခွဲရှင်းလင်းနေတာ VGF ကရှင်းလင်းရေးလုပ်ငန်းကိုပုံပုံမြင့်တင်လှုပ်ဆောင်လာတာတွေ့ရတယ်။ကြားဖြတ်တဲ့ပတ်သက်တာတွေကိုရှင်းလင်းနေတယ်လို့ယူဆရတယ်။ပောက်ကွဲမှုဖြစ်ပြီးမိကိုလုံးတွေထွက်လာတာကိုတွေ့မြင်ခဲ့ရတယ်ဟုနေဆက်ဒေတာသတင်းရင်းမြစ်ကပြောဆိုပါတယ်။အော်တိုဘားလ23ရက်နေ့မှစတင်ပြီး KK ဘက်မှကြားဖြတ်လုတ်ကင်နေသောနိုင်ငံသားများအပါအဝင်ကြားဖြတ်လုတ်ကင်သူများကို BGF ကနှင့်ထုတ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက်ခြမ်းသို့ကြားဖြတ်လောက်တာနိုင်ငံသားသားတထောင်ကျော်ထွက်ပြေးဝင်ရောက်လာကြောင်းထိုင်းဆိုရကောင်ကြားဖြတ်ကီကီဘက်မှထွက်ပြေးလာသောနိုင်ငံသားသားများကိုထိမ့်သိမ်းစီစစ်မှုများလှုံ့ဆော်လျက်ရှိကြောင်းထို့ပြင်ထိုင်းစစ်တပ်ကလည်းနေဆက်တလျှောက်ကိုလုံခြုံရေးတိုးမြှင့်ထားကြောင်းသိရပါတယ်ဆလပီအေအေတိုက်ခိုက်မှုကြောင့်စစ်တွေမျိုးအမြင့်ကျုံရဲစခန်းဆုတ်ခွာထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ရခိုင်ပြည်စစ်တွေမျိုးအနီးတွင်စစ်ကောင်စီတပ်နှင့်အာရကတပ်တော်အေအေတို့ကြားအပြန်လည်လက်နက်ကြီးပစ်ခတ်မှုနှိမ့်ဆက်နှီးပါရှိနေပြီးအမြင့်ကျွန်းကျေးရွာရှိစစ်ကောင်စီရဲစခန်းမှဆုတ်ခွာထွက်ပြေးသွားကြပြီဟုသတင်းရင်းမြစ်ထံမှသိရပါသည်ရခိုင်လကရေကစစ်ကောင်စီတပ်နဲ့အေအေတို့ကြားတွင်အပြန်အလှန်ပြစ်ခတ်မှုရှိခဲ့ကြတော့လေယခုအောက်တိုဘာလအတွင်းပြစ်ခတ်မှုပုံမှုပြုလုပ်လာကြကြောင်းနှင့်စစ်တပ်ဘက်မှလက်နက်ကြီးအရေအတွက်များများပြစ်ခတ်နေကြောင်းသိရပါသည် စစ်ကောင်စီတပ်နှင့်နီးစပ်သည့်မြို့ကန်တရင်ကြီးမြတ်တအုပ်ကအမြင့်ကျွန်းတရအောက်မှရှိတဲ့စစ်ကောင်စီရဲစခန်းတက်ဆုပ်ပြေးသွားပြီးအရင်ကအဲ့ဒီဒေသတဝိုက်ကလူဆိုးလူမိုက်တွေကိုဖမ်းဆီးချုပ်နှောင်ထားတဲ့အချုပ်ခန်းနဲ့တွေ့ပြီးရဲစခန်းရှိတယ်။တရားပေါ်မတက်ခင်လေလမ်းဘေးကနေချိုးဝင်သွားရတယ်။2023နောက်ပိုင်းကလေးကအဲ့ဒီရဲစခန်းမှာစစ်သားတွေပါတက်ဆွဲအထိုင်ချထားတာ။ဒါပေမဲ့အေအေဘက်ကလက်နက်ကြီးတွေနဲ့လှမ်းထူတော့မခံနိုင်ဘူးထင်တယ်။ဒီလအစောပိုင်းကလေးကတက်ဆုပ်သွားတယ်။နိုင်ငံတရားနာအထိကိုတက်ဆုပ်သွားတယ်လို့သိရတယ်ဟုပြောပါတယ်။ စစ်တွေမျိုးအနီးအာရခတ်တော်နှင့်စစ်ကောင်စီတို့ကြားတွင်တင်းမာနေကြပြီးနေစဉ်ဒီပါအပြတ်နဲ့လက်နေကြီးပြစ်ခတ်မှုပုံမှုပြင်းထန်လျက်ရှိနေသည်ဟု AA ဘက်ကမှအော်တိုဘာလ15ရက်တွင်ထုတ်ပြန်အသိပေးထားပါသည်စစ်တွေသတင်းရင်းမြစ်များ၏ပြောဆိုချက်အရချောင်းနယ်မင်းကန်ခုံရွှေမင်းကန်စိတ်ကန်ပါတလိရှိတရင်တက်စခန်းများနှင့်ရေချမ်းပြင်ရှိတက်စခန်းတို့မှ AA ထိန်းချုပ်ရာရတိတောင်ပုံနာကျွန်း၏ပေါတော်ဒေသများသို့လက်နေကြီးများပြစ်ခတ်နေကြောင်းသိရပါသည် မနေ့ကဆိုချောင်းညွယ်မင်းခန့်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကနေပုံနာကျုံဘက်ကိုလက်နက်ကြီးအလုံးရနဲ့ခြိတဲ့ပစ်ခတ်တောင်းမနက်ကနေညနေအထိပဲတောက်လျှောက်ပစ်ခတ်တောင်းအဲ့ဒီလက်နက်ကြီးတွေကြောင့်ပဲပုံနာကျုံကပရာဟိတလုပ်နေတဲ့လူငယ်လေးတယောက်သေဆုံးသွားရတယ်။ဒီရပိုင်းနှစ်ဖက်အပြက်လက်နက်ကြီးပစ်ခတ်မှုတော်တော်ပြင်းထန်နေကြတဲ့ဟုနောက်ထပ်စစ်တွေမြို့ကန်သတင်းရင်းမြစ်တအုပ်ကပြောပါရယ်။အမြင့်ကျွန်းတရတက်ဖက်ချမ်းတွေအေးအေးရှိပြီးနောက်တစ်ပတ်တွင်စစ်ကောင်စီတပ်ရင်းများရှိသည်။ AA sniper ပစ်ခတ်မှုလက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်အမြင့်ကျွံ့ရွာအနီးရှိရဲစခန်းအပဝင်တပ်စခန်းများမှာနိုင်ခံတရားအနီးရှိဓာကဆစစ်တွေဌာနချုပ်တို့တပ်ဆုံမှုရှိနေကြောင်းလဲစစ်ကောင်စီတပ်သားနှင့်နှိဆက်သည့်တရင်ရင့်မြက်ကပြောပါရယ်ကျွန်တော်တို့ကြားတာကအမြင့်ကျွံ့တဲ့ပါတလိကတပ်စခန်းတွေတော်တော်များများတပ်ဆုံလာကြတယ်လို့သိရတယ်စစ်တောင်းထိုးတာလောက်ပဲလှုပ်ရှားပြီးတော့စခန်းချရက်ရှည်နေထိုင်တာမျိုးတိတ်မရှိတော့ဘူးလို့သိရတယ်ဒါပေမဲ့အတီးပြုတ်ဖို့တော့နည်းနည်းတော့ခက်တယ်။အေအေကတော့အဲ့ဒီဘက်တွေကိုလက်နက်ကြီးတွေနဲ့တော့လှမ်းလှမ်းထုနေတယ်လို့သိရတယ်ဟုပြောပါရယ်။ စစ်တွေမျိုးပြင်ဖြန့်ကျက်ထားသည့်စစ်ကောင်စီတပ်ရင်းများတပ်စခန်းများမှနိုင်ငံကျေးရွာမှရှိတဲ့ဒေသကိုကဲမှုစစ်ဌာနချုပ်စစ်တွေတို့တက်ဆုတ်ထားကြကြောင်းနှင့်ရင်းမှတစစ်စစ်ကြောင်းထိုးလှုပ်ရှားမှုများဖြင့်စစ်ရေးဖော်ဆောင်နေကြောင်းသိရပါသည်။ရှင်းပြင်းစစ်ကောင်စီသည်စစ်တွေမျိုးအားအရကတက်တော်အေအေမှဝင်ရောက်တိုက်လာလျင်ခပ်ပေါက်သို့မဟုတ်နောက်ခံခံစစ်အနေဖြင့်ခုခံတိုက်ခိုက်နိုင်ရန်ပင်လယ်ကမ်းဆက်လေးဖြင့်မီယူမျိုးဝါလည်းဖြစ်တဲ့တဲချောင်းကနေရေချမ်းပြင်စိတ်ကအထိကန်ဆက်တလျှောက်တွင်တက်စကန်တချို့တိဆောက်ခြင်းဘန်ကားများတူးဖော်ခြင်းနဲ့ အင်အားစုဝေးနေကြကြောင်းတရင်ရင်းမြစ်များကပြောဆိုထားပါတယ်။စစ်တွေမျိုးမှစစ်ကောင်စီများတက်ဆုံမြစ်ထွက်ပေါက်မှမေယူးမျိုးဝဖြစ်သည့်ကိုတရင်ရင်းမြစ်များမှပြောဆိုကြအောင်တရင်ဌာနမှဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။